အရဟတတော်အင်းအနေနဲ့ကြားသုံးကောင်ကိုသတိထားဖို့လိုတယ်ဆိုတော့ဥကိုရှင်လေးတုံတက်ပေးထားတဲ့ဗီဒီယိုဖိုင်နဲ့ကျွန်တော်အနေနဲ့ sharing လုပ်ပြီးမျှဝေတင်ဆက်သွားမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီဗီဒီယိုဖိုင်ကိုကူယူပြီးတော့ချက်ချင်းတင်လိုက်တယ်ဆိုရင် Facebook social တို့ဘယ် social မှာပဲဖြစ်ဖြစ်ဒါတိုင်းယူတင်တာကိုလက်မခံဘူး။အမြင်ကမပြန်စေဘူး။ဒါကြောင့်ကျွန်တော်အနေနဲ့ထပ်ဆင့် sharing video လုပ်ပြီးတော့မျှဝေတင်ဆက်ရခြင်းပဲဖြစ်ပါတယ်ဆိုတော့အဒီကြားသုံးကောင်မှာအဓိကတတိထားရမှာက CNA CNF ဒီ CNA CNF ကဘလောက်ထိဒုက္ခပေးနိုင်တယ်လဲဒီအရာကိုသုံးသပ်ပေးထားတဲ့ဥကိုချေလေးရဲ့ဗီဒီယိုဖိုင်ကိုနားဆင်ကြပါခင်ဗျာပြီးတော့အခု ရှင်းပြည်သေးမှာလဲဆန္ဒတွေအများကြီးပြားနေကြတယ်ဘာလို့လဲဆိုတော့ CNA CNF ထွက်သွားလိုက်အလိုမရှိ CNA CNF ထွက်သွားလိုက်အလိုမရှိ CNA CNF ထွက်သွားလိုက်အလိုမရှိရှင်းပြည်သေးမှာဆန္ဒပြမှုတွေဖြစ်ပေါ်နေပါတယ်ဒါကြောင့်ဒီဗီဒီယိုဖိုင်ကိုလဲပူတွေးကျွန်တော်အနေနဲ့တင်ဆက်သွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါ ်ဦးကိုရှင်လေးရဲ့ဗီဒီယိုဖိုင်ကိုနားဆင်ပေးကြပါခင်ဗျာအတွေ့ရှိတယ်ဗျနော်အမေရိကကတော့အဲ့ဒီ CNN တို့ CNA တို့ကိုပတ်စံလှူနေတာအလှူတွေခံပြီးတော့ဆက်ကစားနဲ့အဆက်ကွက်တွေရှိတယ်ခင်ဗျားတို့တနေ့ဒီပြဿနာမြင်ရလိမ့်မယ်ကွက်ကွက်ကွင်းအခုကိုကျွန်တော်တနေ့ရတင်ပြထားတယ်ဆက်ကစားကဖမ်းမိထားတဲ့တရင်မှုကြီးတယောက်ရဲ့ထွက်ဆိုချက်ဆိုတော့အဲ့ဒါကလည်းပါတယ် စက္ကဆောက်ကင်တွယ်နိုင်မှုအတွက်အနောက်အုပ်စုကအရင် CNA မှာ NCA မှာပါခဲ့တဲ့နော်ချင်းကောင်းဆောင်တွေနဲ့ဖိတ်ဆက်ခိုင်းနေတာဗျချင်းကတယောက်နဲ့နည်းနည်းလှမ်းတယ်ခရိယံအုပ်စုလည်းဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့ဒီမှာချင်းပြည်နယ်ကိုအရန်ချင်းမြတ်နှုတ်တဲ့ချင်းဘရာသာဟုကစက္ကဆာနဲ့မပေါင်းနိုင်ဘူးတို့ချင်းနေအရန်ဆင်းရဲခဲ့ပွပွလင်းလင်းပြောမယ်ရခိုင်တော်လှန်ကြီးဟာ ဘလောက်ရှိသေးလို့လွတ်လပ်ရပြီးတဲ့ကရခိုင်နေဘလောက်ကောင်းထိုးခန့်ဥညွတ်ပြီးနေခဲ့ကြတယ်လောက်တယံစာတတည်နေနော်ခလိုင်းခလိုင်းထွက်နေတဲ့ဒေတာကြီးကချင်းပြီးရင်ရခိုင်ဟာမြန်မာနိုင်ငံမှာအဆင်းရဲဆုံးဖြစ်သွားတာဘယ်သူမှတာဝန်ရှိတယ်ရခိုင်လူမျိုးတယောက်မှမတာဝန်မရှိဘူးရခိုင်လူမျိုးဒီပုံကိုခေါင်းပုံဖြတ်ခဲ့တဲ့လူရုပ်မှအားလုံးမှတာဝန်ရှိတယ် ဒါကိုကျွန်တော်ပြောတာဆိုတော့ဒီအချိန်မှာရခိုင်တွေကကြားသုံးပုံအလေကိုရောက်ရတာဆိုတော့အေးရခိုင်ကလည်းအခုဘလို့ဖြစ်နေလဲဆိုတော့ရောမစစ်သားလို့ဖြစ်နေဒါအားလုံးမြင်အောင်ကျွန်တော်ပြောတာမြောက်ပိုင်းမှာလည်းသူတိုက်နေအလေပိုင်းမှာလည်းသူတိုက်နေရခိုင်မှာလည်းသူတိုက်နေတော့သူကတကဘာလုံးကိုစစ်ပတ်တိုက်နေတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ဒီအင်အားတွေကိုရသလောက်အမြန်ဆုံးစုယူဖို့လိုအပ်တယ်ပြီးတော့ရခိုင်မှာရှိနေတဲ့ ရခိုင်လူမျိုးတွေအားလုံးကလည်းလုံးဝကြောချင်းကပ်ယဉ်ချင်းအပ်ပြီးတော့စီးလုံးနေဖို့လိုအပ်တယ်ကြားသုံးကောင်ဆိုတာခုနကဘင်္ဂလားဒေ့ရှ်ကစီးဆင်းလာမယ်အနောက်အုပ်စုရဲ့ policy ကြားအဲ့ဒီမှာခုနကပြောတဲ့အခြားကလောင်နေကိုတိုင်းသူပြည်သားတော့မဟုတ်ဘဲနဲ့အာစာတွေနော် ARA တွေဖွဲ့ပြီးတော့ဘယ်နိုင်ငံကပေါက်လာတယ်ဘယ်လိုပုံကိုယ်တွေဘယ်လိုအောက်တန်းစားတွေလက်နက်ကင်ဖို့စကားစကနေလက်နက်တွေပေးထားတယ်လीစကားစတိုင်းပြည်ချစ်တယ်ဆို အမျိုးချက်ပြီးအမြင့်တက်တဲ့ချိုးထားတာဟုတ်ပြီလားဒါအားလုံးမြင်နေရတာခဏကျွန်တော်ပြောပြီးတဲ့နောက်ပိုင်းမှာ RFB BOA BBC အကုန်ပြောနေပြီဒီကိစ္စနော်ဆိုတော့ဒါကိုအဲ့ဒီမှာနေထိုင်နေတဲ့အစ္စလမ်နေသိရအရေးကြီးတာကျွန်တော်ခုနပြောသလို right ကိုအရင်တည်ဆောက်အောင် right ကိုအရင်တည်ဆောက်မှရအဲ့ဒီ right အတွက် fight ကြရ fight ဖို့အတွက်စီးလုံးညီညွတ်ရမယ်ဒီနောက်အုပ်စုကြား ပြီးရင်ခုနကစကစနဲ့အဆက်အသွယ်ရှိနေတဲ့ CNN CNN ကြားနော်ဒီကြားကိုလည်းအိန္ဒိယကကွင်းပြူထားတယ်ဟုတ်ပြီလားတတိယကတော့မြန်မာစကစဖြစ်တယ်ဆိုတော့ဒီ၃ခုအားကိုရင်ဆိုင်ရမယ့်အခြေအနေရှိတယ်လို့အဲ့ဒီ၃ခုအားရဲ့အပေါ်ကတို့မဟုတ်ဘေးက ပုံစံမျိုးစုံနဲ့ဝင်လာမဲ့ဂျိုကာတကောင်ကတော့တရုတ်ဖိအားလည်းရှိမယ်ဆိုတော့ ကျွန်တော်ကနေ့ပေးခြင်းနဲ့အခြေအနေကတော့ရခိုင်ပြည်နယ်ထဲမှာနေထိုင်နေကြတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံဟာနော်ဒီနေရာဟာငါတို့မွေးတဲ့နေရာငါတို့ရဲ့ရွှေထီးတိဆိုင်ရာနေရာဆိုပြီးတော့စီးလုံးညီညွတ်ပြီးတော့ခိုင်ခိုင်မာမာနဲ့ revolution ကိုရခိုင်ကတက်တန်းရှိရှိကိုအခြားတိုင်းရင်းသားတက်ပြန်ဖြတ်ရမယ်အခြေအနေမျိုး geopolitical ပထဝီနိုင်ငံရေးအခင်းအကျင်းမျိုးဖြစ်လာတယ်ဆိုတော့ ရခိုင်ဟာမဟာမိတ်ဆက်ဆံရေးတော့အခုရှိနေတဲ့တော်လှန်ရေးအဖွဲ့တွေနဲ့ဒီထက်ပိုမိုပြီးတော့အဆင်မြင်လာအောင်ရရှိလာအောင်ဆောင်ရွက်နိုင်ဖို့လိုတယ်ခုနကကျွန်တော်ပြောတဲ့ CNA CNF ဆိုတာဒီနေ့တရင်မူကြီးထုတ်ပြောတဲ့စကားစတရင်မူကြီးထုတ်ပြောတဲ့ရုပ်တံဖိုင်ကတက်သေးဖြစ်နေပြီနော်အဲ့ဒါ NUG ရဲ့ကြော်ယိုးဗျာအရင်ကြောက်ဖို့ကောင်းတယ်အဲ့ဒီရဲ့ခေါင်းဆောင်တွေက NUG ရဲ့ဝန်ကြီးတွေဖြစ်နေတယ် အန်ယူဂျီကလက်ရှိအမေရိကန်နဲ့ထိတွေ့နေတယ်ဒါတွေကိုသိဖို့လိုတယ်ဆိုတော့လိုအပ်ရင်သူတို့ပါပေါင်းသွားမယ်အထီးကျန်စွာနဲ့တော်လှန်ရေးကြီးကိုရေးရှိနော်ဆက်ရက်တောက်တည်ရမယ့်အခြေအနေမျိုးကိုရခိုင်ကြုံလာရနိုင်တယ်ဒါကြောင့်ဒီအချိန်မှာရခိုင်ဒေသမှာအားလုံးစစ်စစ်လုံးလုံးညီညီညွတ်ညွတ်နဲ့ဉာဏ်ပညာရှိရှိတတိရှိရှိနဲ့ မပြောအပ်မဆိုအပ်တာတွေကိုလည်းမပြောကြဘူးဥမာရခိုင်ပတ်စံဘူချုပ်ထွန်းမြတ်နိုင်တဲ့ထုတ်တဲ့ဟိုဟိုဒင်းဒီဇိုင်းတွေလောက်ပြီးတော့တင်ပြနေတာတွေသိတယ်မလားဒါမျိုးတွေဒီအချိန်မှာမလိုအပ်သေးဘူးလို့အဲကျွန်တော်ပြောချင်တယ်တခါတလေကြာရင်ကိုယ့်ရဲ့ကြွားဝါမှုပါတစ်ဖက်ရန်သူကကိုယ့်ရဲ့အားနည်းချက်နဲ့စိတ်ပိုင်းဆိုင်ရာနော်အရေးချင်းမပြေဝသေးဘူးဆိုတာကိုမြင်သွားနိုင်တယ် ဒီအချိန်မှာရခိုင်နေအားလုံးလှုပ်တင့်တာကပိုမိုပြီးမဟာမိတ်တိုးလာအောင်နဲ့ကို့အချင်းချင်းစီးလုံးညီညွတ်အောင်အဲ့ဒါကိုအကြီးအကျယ်တော်လှန်ရင်တည်ဆောက်တော်လှန်ရင်တည်ဆောက်ပြီးတော့မှ အဆောက်အုံအဟောင်းတွေကိုဖြိုချအစ်စ်တွေကို ပြန်တည်ဆောက်တဲ့ပြောင်းလဲပြုပြင်ရေးဆိုတဲ့ revolution ဆိုတဲ့စက်ကလုံးကိုကျွန်တော်ဒီနေရာမှာအဆုံးသတ်ခြင်းနဲ့သို့တော့ ခုနကပထမဆုံးကျွန်တော်ပြောခဲ့တဲ့အထဲထဲမှာလို့ပဲညီနောင်သုံးဘွဲ့ Three Brother Alliance နဲ့မရဘူး Ten Brother Alliance ညီနောင်ဆယ်ဘွဲ့ဖြစ်အောင်ရခိုင်နေထမှန်တိုးချဲ့ပြီးတော့မဟာမိတ်တီဆောက်နိုင်ရင်တော့အနောက်ဖိအားပဲဖြစ်ဖြစ်တရုတ်ဖိအားပဲဖြစ်ဖြစ်အဲ့ဒီဖိအားအလုံးရဲ့ညီညွတ်မှုကိုတော့မြန်မာနိုင်ငံသူနိုင်ငံသားများအလုံး ရခိုင်တွင်မဟုတ် အခြားတိုင်းရင်းသားတွေအလုံးပူမူတောက်ခံပြီးတော့ရှောက်လှမ်းနိုင်မှုအင်အားရှိမယ်ဖြစ်ပါကြောင်းတင်ပြရတယ်ဗျာဆိုတော့ဒီနေ့မှာဥကိုရှင်လေးတင်ပြသွားတာ ရိုးချင်းပါတယ်ဘာလို့လဲ CNA CNA အရေးလုံရက်တွေကတခါတည်းပြောတော်ပြီးပြီစစ်တောက်တိုင်နေတဲ့တခါတည်းပေါင်းစည်းနေတာခေါင်းဆောင်တွေက ဒီကောင်းဆောင်နေနဲ့ပတ်သက်နေတာကလည်း NUG ကပတ်သက်နေတယ်ဒီတော့ NUG ကိုဘယ်လောက်ထိယုံကြည်မှုရှိနိုင်မလဲ Three brother နဲ့မရဘူးမဟာမိတ်မှာ Ten brother လို့တွေလို့ပြောတော့ပြီ Okay ဒါတွေကဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုသုံးသပ်တင်ပြထားတာမို့လို့ရခိုင်အရေးနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်မို့လို့ကျွန်တော်အနေနဲ့ထပ်ဆင့်ဗီဒီယိုဖိုင်လုပ်ပြီးတော့ sharing လိုက်တင်စားပေးလိုက်ရတာပဲဖြစ်ပါတယ် ကြည့်ကြည့်ကြရတဲ့မိဘပြည်သူများစိတ်ရင်းချမ်းသာခြင်းကိုယ်ရင်းချမ်းသာခြင်းအပေါင်းနဲ့ပြည်စုံနိုင်ကြပြီးတော့အခုတင်စားပေးတဲ့ဗီဒီယိုဖိုင်မှာမိမိညာမိသလားကွန်မန်လေးတစ်ကြောင်းနဲ့ဖြစ်ဖြစ်မိမိတို့အနေနဲ့အကြံပြုပေးခဲ့ကြပါဦးလို့ကျွန်တော်အနေနဲ့ပြောရင်ညီကုန်းချုပ်ပါတယ်တာယာလီစောတာလီစောပါဂါရဝါပါမင်္ဂလာပါဘိုင်ဘိုင်